အလုံးဝမင်္ဂလာပါရှင်ဒီနေ့တော့ဧည့်သည်တွေကိုခမင်းဖိတ်ထွေးมาဖြစ်ပါတယ်ဒါကြောင့်မလို့ဝတ်တာအချိုချက်လေးကိုအာချက်ထားတာလေးကိုပြန်ပြီးတော့ share လုပ်ပါမယ်เนาะဒါကတော့ဝတ်တာအတုံးကြီးကြီးတွေတုံးထားတာပါအာ10ကီလိုနီးပါးရှိပါတယ်ဒါကိုအချိုလေးပဲချက်มาပါเนาะဘဲအာဘဲရင်ရဲ့ချက်တော်မြူရဲ့ချက်တော်နီးရဲ့ပြီးတော့ဂျင်းကိုလည်းပပလေးလှည့်ရပါတယ်အဓိကဒါပါပဲ ်ပြီးရင်စားထည့်ပါမယ်ဟင်းခတ်မှုတ်ထည့်ပါမယ်ချက်သားမှုတ်ထည့်ခြင်းထည့်လို့ရပါတယ်နနေမှုတ်နည်းနည်းထည့်ပါမယ်။ပြီးတော့စီထည့်ပါမယ်ရှင်။နံပြားရည်လည်းနည်းနည်းထည့်ပါတယ်။ဒါတွေကိုနှတ်အောင်နေပြီးတော့နိုင်ဝက်လောက်အရင်နှတ်ထားလိုက်ပါရှင်။အာစီပါ ကဲ့ပါဒါကတော့တေရှာလေးနေပြီးတော့အာနှက်ထားလိုက်ပါတယ်။နိုင်ဝက်နေတော့မှမိအပုပေးပြီးတော့စချက်ပါတယ်ရှင်။ဒါဆိုစပြီးတော့ချက်ပြီပေါ့နော်။စပြီးချက်ပြီးခါမှာရေနည်းနည်းလေးထည့်ပါတယ်အရင်ဆုံး။ဘာမှရေခမ်းပြီဆိုရင်တော့အနှဲငယ်ဝင်ပေးပါမယ် အသားလေးကိုအရသာလေးစိတ်ဝင်မှုအတွက်ရေအများကြီးထင်ပြမလို့ပြေးပါအောင်ရှင်ပထမတော့ပထမလုံးရည်လေးနဲ့ပဲအရင်တက်တင်ထားပါမယ်ဒါကတော့ကျက်သွန်ဒီအလုံးလိုက်လေးတွေရောစိတ်ထားတာလေးတွေကိုထည့်ထားပါမယ်အာတကြားလုံးဝမတုံးထားပါဘူးအချို့ရတာဆိုကျက်သွန်ဒီလည်းပဲတုံးထားပါရှင် ဒါပဲရင်နည်းနည်းလေးထပ်ထည့်ပါတယ်။ချက်သွန်စိတ်လေးထပ်ထည့်တယ်။ရေလေးထပ်ထည့်လိုက်ပါရှင်။ရေကတော့ဒီဒီလောက်ပမာဏပဲ၃ကောက်ထည့်ပါတယ်။ဝတ်သားနူနူအီအီလေးဖြစ်သွားအောင်ပါ။ဒါနောက်ဆုံးအဆင့်ပေါ့နော်ဒါလေးကိုအုပ်ထားပြီးတော့စီပြန်ရင်စားလို့ရပါပြီရှင် ဒါလေးနဲ့တူစားဖို့ဘူတီဟင်္ကာလေးလည်းချက်ထားပါဗျ။အဘူတီဟင်္ကာတော့သိချာမရိုက်မိလိုက်ပေါ့နော်။ဘူတီဟင်္ကာဘူတီအရှင်လေးပေါ့ခရမ်းညင်လေးလည်းချက်ထားပါဗျ။ဒါတော့ဧည့်သည်ကိုသူမင်းကျွေးတဲ့ဟဲအစုံပါဒါ၃လမျိုးလောက်ကျန်ပါသေးတယ်နောက်ဆုံးစီပြန်သွားတဲ့အချိန်မှာဒီလိုပုံစံလေးဖြစ်လာပါလိမ့်မယ်ဇောင်းကြီးစီပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်